အဟိုအားလုံးပဲမင်္ဂလာပါဒီနေ့ကဟိုပြီးခဲ့တဲ့အပတ်ကဟိုစေကံရက်ချိန်မှာပေါ့နော်ကိုယ်30ပဲပြောင်းစေကံရက်ချိန်မှာအဲ့တော့ RS virus ကောက်ဝဲစီပေါ့နော်ထိုးခဲ့တယ်အဲ့ဒီကောက်ဝဲစီနဲ့ပတ်သက်ပြီးတော့ share လုပ်ချင်ပါတယ်အချို့တွေတီးကောင်းပြီးသားဖြစ်ကောင်းဖြစ်ပါလိမ့်မယ်တို့မသိသေးရတဲ့လူတွေအတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်အဲ RS virus ကဘာလဲဆိုတဲ့အခါကျတော့ဟိုပုံမှန်ဆိုလို့ရှိရင်ကလေးတွေမှာဖြစ်များတဲ့ဟို ဒီပြောမှာအဆောက်အသက်ရှင်လမ်းကြောင်းကိုဆင်ကူတဲ့ယောဂမျိုးပေါ့နော်ဟုတ်ကဲ့မျိုးခလေးညာမြန်သွားပြည့်ဒီအသက်ဒီမွေးငေးစားကနေပြီးတော့နှစ်နှစ်လောက်ထိကနည်းနည်းဝိဖြစ်တဲ့အချိန်မှာတကယ်လို့အဲ့ဒီအသက်ရှင်လမ်းကြောင်းတစီယောဂကိုကိုယ်ကူးဆက်တယ်ဆိုလို့ရှိလို့ရှိရင်ဟိုနောက်ဆက်တွဲယောဂတွေလည်းဖြစ်နိုင်ခြင်းရှိသလိုပို့ပြီးတော့ဟိုအရေးပေါ်အချိန်အထိဖြစ်နိုင်တယ်တဲ့ဖြစ်နိုင်တဲ့ယောဂတစ်ခုပေါ့နော်ဆိုတဲ့အခါကျတော့ဟိုခလေးတိုင်းကဟိုဟိုတမန်ပုံမှန်ဒီ ဟိုဖြားတာနဲ့ဆင်းတယ်ဆိုပေမဲ့လို့တကယ်လို့တတိမထားမိလိုက်တယ်ဆိုလို့ရှိလို့ရှင်ဟိုပို့ပြီးတော့ဆိုးရွားတဲ့ဒီနောက်ဆက်တဲ့ virus တွေအကူဆက်နိုင်ကြီးရှိတဲ့ဒီဒီ RS virus virus ပေါ့နော်ဆိုတော့အခါကျတော့ ဟိုမြတ်သောအဖြစ်ကလေးတွေကဆိုလို့ရှိရင်အဲ့လိုမျိုးအသက်ရှူတဲ့အဲ့ဒီ IRS ဖိုင်ရဲ့ကူးစက်ခံရပြီဆိုလို့ရှိရင်ပြောမှဆိုရင်ဒီဒီအဆောက်ကနေတဆင့်ကူးအဆောက်လီပြုံးရအောင်ကူးစက်ခံရပြီဆိုလို့ရှိရင်ဟိုချောင်းဆိုးတဲ့နောက်အသက်ရှူမြန်တဲ့အဲ့လိုအသက်ရှူကြက်တာတွေဖြစ်တယ်ပေါ့နော်ဒီဖြစ်ပြီးတော့နှလုံးခုန်နံ့တဲ့မြန်တဲ့အဲ့လိုဟာတွေဖြစ်ဖြစ်ပြီးတော့ဟိုဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်မြတ်သောအဖြစ်တမန်ဖျားရတဲ့ဆင်ကောင်းဆင်နေဆိုပြီးမဲ IRS ဖိုင်ရဲ့ကူးစက်90ပို့ပြီးတော့ဖြစ် ဟိုများတယ်ပေါ့တော့အဲကြောင့်မို့ဟိုခလေးတွေဖြားတယ်ဆိုလို့ရှိလို့ရှိရင်နည်းနည်းလေးနေမကောင်းဖြစ်တယ်ဆိုလို့ရှိလို့ရှိရင်ဟိုစီကန်းဟိုစီရင်ကန်းစီယုံကိုတွားပြတာကပို့ပြီးတော့ဟိုအနေရကင်းတယ်လို့ထင်တာပေါ့နော်ဒါကခလေးတွေဖြစ်များတယ်ပေါ့နော်ဒီမွေးကစားကနှစ်နှစ်ထိမှခလေးတိုင်းကဟိုဒီ IS ဖယကူစနိုင်ရရှိတယ်လို့ပြောကြတယ်ပေါ့နော်အဲနောက်နောက် တစ်ခုကပါလဲဆိုတော့ကျမဒီ RS5 ရဲ့ကာကွယ်ဆေးကပါလဲဆိုတဲ့အခါကျတော့ဒီကုံဝန်ဆောင်နေစဉ်ရဲ့အချိန်တွင်းမှာ ဒီမိခင်ကနေပြီးတော့တတိသားစီကိုဒီတရနိုင်ကြီးရှိတဲ့ဒီကခွေးစီတမျိုးပေါ့နော်အခွေးစီတမျိုးကဟိုဂျပန်မှာဆိုလို့ရှိရင်ကွန်ဝန်ပတ်စင်24ဘက်ကနေပြီးတော့36ပတ်ပေါ့နော်36ပတ်ကြတဲ့မှာဒီကခွေးစီကိုထိုးပြီးတယ်မထိုးတဲ့နေရာကဒီနေရာလက်မောင်းနေနည်းနည်းလေးအောက်တောက်လေးဖြစ်တယ်ပေါ့နော်အဲ့ဒါကိုဟိုထိုးတယ်ပေါ့နော်မဆီနည်းနည်းလေးပါပဲ0.5မီလီလောက်ရှိတဲ့ဒီအရေးလေးကိုဒီမှာထိုးတယ်ပေါ့နော်အဲ့ဒါကို ထိုးပြီးထိုးပြီးတော့ဟိုထိုးတော့ပေါ့နော်အဲနောက်တစ်ခုကအဲ့ဒီကာကွယ်ဆေးထိုးပြီးနောက်ပိုင်းမှာတော့ဒီဖြစ်နေကြတိုင်းပေါ့နော်အချို့ကဒီနေမကောင်းဖြစ်တာတွေဖြစ်နိုင်နေရှိတယ်ပူချိန်တွေတက်တာတွေရှိတယ်ပေါ့ဒါပေမဲ့ကျွန်မကတော့ဆေးထုတ်လိုက်တယ်ဆိုပြီးမလို့ဘာမှဟို offer တွေမခံစားလိုက်ရဘူးပေါ့နော်မခံစားလိုက်ရဘူးနောက်တစ်ခုက တကယ်လို့ဒီနောက်ဆက်တွဲအဖတ်တွေခံစားနေရဆိုလို့ရှိရင်စီယုံစီကောင်းကိုဆက်တွဲပြီးတော့တို့တွေရဲ့ညွန်ညာတာတတိုင်းဟိုလှုပ်ဆောင်လှုပ်ဆောင်ပို့ပို့ပို့အားပေးတယ်ပေါ့နော်တကယ်လို့နောက်ဆက်တွဲအဖတ်တွေခံရတဲ့အခါပေါ့နော်နောက်တစ်ခုကဟိုဗါလဲဆိုလို့ရှိရင်ဒီကျွန်တော်မှဆိုလို့ရှိရင်ဒီ IS virus အဲဒီကောက်ဝဲစီကပြောမယ်ဆိုလို့ရှိရင် option အနေနဲ့ပါတဲ့ plan တစ်ခုပေါ့နော်ဈေးအနေနဲ့ဈေးုံဈေးကမ်းပေါ်မှာမူတည်ပြီးတော့2000ဝယ်နဲ့ 3000ကျားထဲမှာရှိတယ်ဗောနော်ကျမကဘယ်လောက်ကုန်လဲ2900ခါနော်1900တော့တော့မသိဘူးမသိချာမမှတ်ပြဘူးဆိုပေမဲ့အဲ့2900တော့3000ကြားထဲမှာဟိုပြရတယ်ပေါ့နော်ဒီဆေးတလုံးထိုးတာပေါ့နော်ထိုးရတယ်ဟိုဘလို့မျိုးတယောက်နိုင်ကြီးဆေးဆိုလိုက်တော့ဒီ အဲ့ဒီဒါကိုဘယ်လိုမျိုးတက်ရောက်နိုင်ကြီးရှိတယ်ဆိုတော့ခါကျတော့ဟိုခလေးမွေးပြက်နောက်ပိုင်းမှာခလေးကအသက်တင်းကနေဟိုခလေးမွေးစားနေအသက်နှစ်နှစ်လောက်ထိမှာတကယ်တော့ IS ဘာရကူဆတ်နိုင်ကြီးရှိတယ်ဆိုလို့ရှိလို့ရှိရင်ကူဆတ်ခဲ့တယ်ဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲနောက်ဆက်ဟိုအပြင်းထန်မခံစားရဘူးပေါ့နော်ဟိုဟိုမကူဆတ်ဘူးဆိုတာတော့မဟုတ်ဘူးဒါပေမဲ့ဟိုအပြင်းထန်မခံစားရတဲ့ဒီအဖောက်ကိုတက်ရောက်စေတယ်ပေါ့နော်ဆိုတော့ခါကျတော့ဟိုဟို ြောမယ်ဆိုလို့ရှိရင်ကိုဝန်ဆောင်နေချိန်တွင်းမှာဒီ RS virus နဲ့ကောက်ွယ်ဆေးကိုထိုးလိုက်တာပို့ပြီးတော့ကောင်းတယ်လို့ကျွန်မထင်တယ်ပေါ့နော်အာကျွန်မကတော့ဟိုအမျိုးမျိုးဟိုလေ့လာပြီးတော့ရှာဖွေပြီးတော့မှထိုးလိုက်တယ်ပေါ့နော်ဘာဆိုတော့ဘာဖြစ်လို့ဟိုထိုးလဲဆိုတော့ခလေးကမွေးစားမှဆိုလို့ရှိရင်လည်းဝီဖြစ်တဲ့အထင်မှာပါတဲ့အခါကျတော့ကိုခံကအဲ့လောက်ထိမကောင်းတဲ့အချိန်မှာတကယ် IS ဖိုင်ကူးစက်ခံနိုင်ရပြီဆိုလို့ရှိရင်ပို့ပြီးတော့ဟိုဆူဆူရွာဖြစ်ပြီးတော့ရေးဖို့အချိန်ဒီဖြစ်နိုင်တဲ့ တော်ကြမလို့ကိုဝန်ဆောင်နေစဉ်အတွင်းမှာ IS ဖိုင်ကကွယ်စေကိုထိုးလိုက်တာပို့ပြီးတော့ဟိုကောင်းတယ်လို့ကျမကတော့တွေးတဲ့အတွက်ကြောင့်မလို့ကျမကထိုးခဲ့ပါတယ်ဟိုဈေးနေနဲ့ကတော့ဂျပန်မှာ2500နေစပြီးတော့3000ကျားနဲ့မကုန်နဲ့ဒီ option နေနဲ့ကုန်တော့ပေါ့နော်ဆိုတော့ခါကြောင့်တကယ်လို့ထိုးမယ်ဆိုလို့ရှိလို့ရှိရင်ဈေးရုံကနေဈေးငယ်ဈေးရုံဈေးကနေကိုပြနေကြရှိတဲ့ဈေးရုံဈေးကနေပြီးတော့ဟိုဒီစားဆောင်လေးတွေပြီးမှဒီမျိုးစားဆောင်လေးတွေကိုပေးပါနော်ပေးပြီးတော့ကိုယ့်ကိုဖတ်ပြီးတော့ဟိုလေးလာပြီးတော့ အဲ့ဒါရရခုလောက်ပါတယ်ပေါ့နော်ရရခုလောက်မကျွန်မက26ပတ်မှာပြော26ပတ်မှာရောပြီးတော့အချိန်မှာ28ပတ်လောက်မှာရရခုလောက်ခဲ့တယ်ရရခုလောက်ပြီးတော့ကုံ30ပတ်မှာထိုးခဲ့တယ်ပေါ့နော်ဟိုအဓိကအဖြစ်ကုံ24ပတ်နဲ့36ပတ်ထင်မှာဒီထိုးရတယ်ပေါ့နော်သူဒီစာထဲမှာတိုင်ရေးထားတယ်ပေါ့နော်ထည့်ထားတယ်ဟိုနောက်ပိုင်းကျွန်မမှာဆိုလို့ရှိရင်ကုံဆောင်တဲ့ဒီ IS file ကကိုစိုးထိုးတာပို့ပြီးတော့များတဲ့များလာတယ်ပေါ့နော် ညာလာတယ်ဗောနော်အရင်ကနေပုံစားလို့ရှင်ညာလာတယ်သူဟိုပြောဟိုဖတ်ရတယ်ဗောနော်ဆိုတဲ့အခါကျတော့တကယ်လို့ဒီကိုကကိုဒီဟိုပတ်ဟိုနဆနဲ့ချူဗောနော်ကျွန်မမဆိုချူရောက်လာပြီတဲ့ဆိုလို့ရှိလို့ရှင်ဒီဟို IS bias ကိုဝီဒီကောက်ဝစီဗောနော်ထိုးတော့ပို့ပြီးကောင်းတယ်လို့ကျွန်မထင်တယ်ဗောနော်အဲ့ဒါတော့ဟိုကိုပြန်ကြစီကန်းကနေကိုဟိုဒီဆရာမကြီးက ထိုးမထိုးဖို့အတွက်ကိုရွေးချစ်ခိုင်းပါလိမ့်မယ်ကျမတို့ထိုးခဲ့ပါတယ်အဲပြောချင်တာကတော့ဒီ RS virus ကောက်ဝစီနဲ့ပတ်သက်ပြီးတော့ပတ်သက်တဲ့အကြောင်းပေါ့နော်ဒါဟိုထိုးဖို့မထိုးတာမိရဲ့ choice ပေါ့နော် try try ဖြစ်မယ်။နောက်ပြီးတော့တကယ်လို့ကိုမွေးလာတဲ့ကလေးမွေးမှာတကယ်လို့ IS ဖရဲ့ကုဆတ်ခိုင်းကုဆတ်ခိုင်းရသည်ရှိတော့ဟိုဘယ်လိုပြောမလဲဒီပြင်းပြင်းထန်ထန်မခံစားရဘဲနဲ့ဟိုဟို မခံစားဟိုပြင်းပြင်းထန်မခံစားစေရဘူးဗောနော်မခံစားရဘူးဗောနော်အဲကြောင့်မလို့ကျွန်မတို့ထိုးခဲ့ပါတယ်ဒါလေးကိုရှေ့ရလို့ချိုးနေတဲ့ဟို မထိုးပဲတဲ့မထိုးပဲနဲ့ဟိုမြန်တော့ပြကျွန်မဆိုလို့ရှိရင်ပြေးတယ်ဗောနော်စာအုပ်တွေပြတဲ့ခါကျွန်မဆိုရဟိုမဖတ်ကျင်ဘူးဂျပန်စာတွေမဟုတ်လားမဖတ်ကျင်ဖတ်ကျင်ပါတယ်ကျွန်မဖတ်ကျင်နေတယ်ပြကိုယ့်အနေကိုတော့ဟိုရှာဖို့ဖတ်ရတာဗောနော်ရှာဖို့ဖတ်ပြီးတော့အဲ့နဲ့ဟိုထိုးတင်တယ်လို့ထင်လို့ ဒီကောက်ဝက်ဆေးကိုထိုးလိုက်ပါတယ်ပေါ့နော်အဲကျွန်မဒီနေ့ဒီ share လုပ်ချင်တာကတော့ RS virus နဲ့ပတ်သက်တဲ့ကောက်ဝက်ဆေးနဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye